ဒုတိယအချိန်မြောက်အင်အားဖြင့်ငလျင်တံကိုခန့်စားလိုက်ရတဲ့ဖိလစ်ပိုင်ဖိလစ်ပိုင်နိုင်ငံကလက်တလုံးမှာတဘာဝဘေးအန္တရာယ်တွေကိုအဆိုးရွားဆုံးခံနေရတဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။မုန်တိုင်းတုံးကလည်းတခါပြီးခဲ့တဲ့ဆယ်ရက်ကျော်လောက်ခရေကအင်အားဖြင့်ငလျင်တခါနဲ့လူလိမ့်နေအောင်ခံနေရတာပါ။အခုလည်းမနေ့ကအော်တိုဘာလ10ရက်နေ့မနက်10:00နာရီဝန်းကျင်မှာပြင်းအား9.4ကနေ9.6အဆင့်ထိရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်သွားပြန်ပါတယ်။ဖိလစ်ပိုင်တောင်ပိုင်းဒါဗာအိုစီတီပင်လယ်ပြင်မှာခန့်မှန်းချိန်20ကီလိုမီတာအနက်မှာဖြစ်ပွားခဲ့တဲ့အဲဒီငလျင်ကဖိလစ်ပိုင်နိုင်ငံကိုအကြီးအကျယ် တုံ့လောက်သွားစေခဲ့တာပါမြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့9.8အဆင့်နီးပါးရှိတဲ့ငလျင်မျိုးဖြစ်တာကြောင့်လက်ရှိဖိလစ်ပိုင်နိုင်ငံမှာလည်းပျက်စီးဆုံးရှုံးမှုတွေကငလျင်ဘေးတင်ရနေရအနှံ့မှာရှိနေပါတော့တယ် ြင်းအားများတဲ့ငလျင်ဖြစ်တဲ့အတွက်နောက်ဆက်တွဲငလျင်တွေအတွက်လည်းသတိထားဖို့လိုအပ်နေကပိုဆိုးရွားကပင်လယ်ပြင်မှာဖြစ်တာဆိုတော့အရေးပေါ်ဆူနာမီသတိပေးချက်တွေလည်းထုတ်ပြန်ထားရပါတယ်။မြင်းငလျင်ချောက်ထိခိုက်ဒဏ်ရာရသူတွေမိသားစုအိုးရင်ပျက်စီးဆုံးရှုံးသူတွေလည်းရှိပြီးလက်ရှိမှာတော့ထိရောက်တဲ့ကာကွယ်ရေးလုပ်ငန်းတွေနဲ့ကယ်ဆယ်ရေးတွေကိုအမြန်ဆုံးဆောင်ရွက်နေတယ်လို့သိရပါတယ်။ငလျင်ဆိုတာကချုပ်တင်ခံမှန်းလို့မရတဲ့တဘာဝဘေးရန်ရဲ့အထက်မှာပါတာကြောင့်တကယ်ကိုကြောက်စရာကောင်းလွတ်တာပါပထမတစ်ခါလှုပ်ပြီးလို့တလားတောင်မပြည့်သေးတဲ့အချိန်ကာလတစ်ခုအတွင်းမှာတင်နောက်တစ်ချိန်အင်အားပြင်းငလျင်က ထပ်လုပ်တယ်ဆိုတော့ဖိလစ်ပိုင်ကလူတွေကလည်းထိတ်လန့်တုန်လှုပ်နေကြမှာတေးကြပေါက်ပါပဲအခုဆိုရင်တော့နိုင်ငံတကာကလည်းအချင်းတီတွေကိုစောင့်ကြည့်ကြပြီးဖိလစ်ပိုင်နိုင်ငံအတွက်တတ်နိုင်သလောက်ကူညီပေးဖို့အစဉ်သင့်ရှိနေကြပါတယ်ဆိုရှယ်မီဒီယာကလူတွေကလည်းတဘာဝရဲ့ဘီးကျိန်စာတင့်နေတယ်လို့ဖြစ်နေတဲ့ဖိလစ်ပိုင်အတွက်အမြန်ဆုံးအနေရကင်းဖို့ဆူတောင်းပေးနေကြပါတော့တယ်